ီ23ရာစုကျင်ညမတင်မောသားတွေထဲမှာဝေဖန်မှုအခံရဆုံးကကျွန်တော်ပေါ့နော်အဲလေအားလုံးပဲမင်္ဂလာပါအားမပေါဘူးကျွန်တော်ဟိုဟာဒီမနေ့ Facebook ခဏပုတ်ကြည့်တဲ့အခါမှာဒီစီမံ group တစ်ခုကနေပြီးတော့အော်တစ်ခုမှာပေါ့လေဒီ account တစ်ကောက်ကနေပြီးတော့ဒီကျွန်တော်ဗီဒီယိုလုတ်ထားတဲ့ screenshot ကြည့်ပေါ့နော် စကရင်ရှော့ကြီးကိုဘာ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 ရွေးချင်တယ်တော့မသိဘူးသူတင်လာဘာမှလည်းဘာစားမှလည်းမရှိဘူးဆိုတော့အဲပြီးတော့အကောင့်ကလည်းအကောင့်တူပေါ့နော်ဆိုတော့အကောင့်တူပြီးရင်အဲအောက်မှာလည်းဝိုင်းမန်တာပေါ့နော်ဝိုင်းမန်ထားကြတာဒီကအဲကျွန်တော်ရဲ့ဖိတ်ကြတယ်ပေါ့နော်ကျွန်တော်မုန်းတဲ့သူတွေပေါ့ဆိုတော့အမြင်ကက်တဲ့လူတွေပေါ့တော့အဲ့ဒီမှာတော့သားကျဲဘလော့လောက်တာတို့ အာဝဲသားတွေကိုဝေပန်ရင်ဝဲသားဖြစ်သွားသူကြီးလို့ဆိုတော့ဒါကကျွန်တော်နေ့တူကကျွန်တော်ဗီဒီယိုတင်လိုက်တိုင်းမှာအာပြန်ပြီးတော့ရလာတဲ့ feedback တွေပေါ့နော်အဲအဲ့ဒါမျိုးကြီးလည်းရတယ်ဟောကောင်းတဲ့ feedback တွေလည်းအများကြီးရတယ်ပေါ့နော်ဟောဒါပေမဲ့ကျွန်တော်ကတော့ကိုလုတ်ကြည့်ရချင်တယ်ကိုလုတ်တယ်ဆိုတော့ကျွန်တော်အဲဒီလမ်းလေးမိုက်ဒါလေးပြပါ ဒါမိုးမရောအောင်လို့လမ်းလျှောက်တဲ့လူတွေမိုးမရောအောင်လို့မိုးမိုးပေးတာဆိုတော့ကျွန်တော်တင်တဲ့ဗီဒီယိုတိုင်းမှာကျွန်တော်ပေးခြင်းနဲ့ message ရှိတယ်အာ message ဆိုတော့25ပြားစီကိုပြောရမှာ message အာပြီးရင်ကျွန်တော်မှအဲ intention ရှိတယ်နော်ဆိုတော့အဲ့လိုမျိုးနော်ရေကြက်တစ်ခုခုနဲ့ကျွန်တော်တင်တင်နေတာဗီဒီယိုတွေဆိုတော့ဒီဒီ group ကိုဒီလူတွေကိုမြင်တဲ့အခါမှာ အာကျွန်တော်ကအမှန်တကယ်တော့ပောက်ကွဲရမှာဗျာဟာဘယ်ဘယ်လေးငါ့ကို blind ဖောင်းလို့ရတယ်နော်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုကျွန်တော်ပောက်ကွဲရမှာဒါပေမဲ့အာဒီ social media မှာဒီ page ဒီပေါ်မှာကျွန်တော်နေလာဒီ group တွေထဲမှာဝင်ထားတာကြားတဲ့ခါမှာကျတော့ဒီကိစ္စတွေကဘာမှမဟုတ်ဘူးဒီဒီလူတွေအတွက်ဒါစိတ်ဖြည့်ရပါတော့ဒီလိုစားတဲ့ကြောင်းဒီလိုလေးဥစ်လုတ်နေတာ တို့တို့ကစိတ်ထွက်ပေါက်ပဲဆိုတော့နားလေလားပြီးကျွန်တော်လည်းအဲဘာမှတိခိုက်သွားတာမရှိရဲ့ပြင်ဆိုတော့ကျွန်တော်အကြောင်းနေဘူးတကူတကကြော်ညာပေးကြရမယ်ပဲတို့က group တွေတွေကိုဖြန့်ပေးတယ်အဘလိုပဲ negative အမြင်နဲ့ပဲဖြစ်ဖြစ်ဒါကအဲကျွန်တော်အကြောင်းအခမ်းမဲ့ကြော်ညာသူဖြစ်စီရမလို့ဟိုကျွန်တော်အကြောင်းတို့ဒီပဲဒီဘာလို့ဒါလိုက်လို့နေရလဲဘောနော်သူများတွေတို့အချိန်ကုန် ချင်းကိုခံနေရဆိုပြီးကျွန်တော်တွေးမိတာအဲသူတို့ပေါ်အဲတနာတယ်လို့ပြောရမှာမလားဗောနသူတို့အဲ့လိုမျိုးရေးလို့အဲ့လိုမျိုးတင်နေလို့အဲ့လိုဖောင်းထုလို့အဲ့လိုမှန်ဝင်မှန်လို့လေကျွန်တော်တို့ကဘာမှဖြစ်သွားစရာအကြောင်းမှမရှိတာဟုတ်ပြီးတော့ကျွန်တော်ကအဲ့လိုမျိုးသူတို့တနာတယ်ဆိုတာအဲ့လူတစ်ယောက်တွန်းနေကိုမုန်းတဲ့လူတစ်ယောက်ကိုထမ်းပိုးအပေါ်ရောက်အောင်ထမ်းပိုးပေးနေနေသူတို့အချိန်ကြီးပေးလဲကွန်ဖုံးသွားတာနော်ကျွန်တော်မှလည်းဒီတမောသားလောကထဲမှာကျွန်တော် မကြိုက်တဲ့ဘဲတွေရှိတယ်ကျွန်တော်မုန်းတဲ့ဘဲတွေရှိတယ်မကျင်တဲ့ဘဲတွေရှိတယ်နော်ဆိုတော့ဘလို့ဘဲတွေလဲဆိုတော့အဲ့လိုတင်မောသားလောကရဲ့ကြီးသူရှင်လိုလိုဘာလိုပြီးတောက်ဆရာကြီးအထာမျိုးတွေပြီးတင်မောသားလောကကိုကေတင်ရှင်ထားတဲ့ကေတင်ရှင်လိုအထာမျိုးတွေပရာဟိတအမိခံကြီးပေါ့နော်ဇာဒါမျိုးဆိုကျွန်တော်အဲမုန်းကြိုက်ဘူးနော်မကျင်နိုင်ဘူးပေါ့ဗျာအဲသူ့ပြင်မဲ့လည်း ါဒါတွေကသူတို့ကိုကျွန်တော်ကတိုက်ပြီးတော့ဖောင်းထုတ်နေလို့လေဘာမှဟိုကဖြစ်လာမှာမဟုတ်သူတို့ကိုတိုက်ဖောင်းထုတ်တယ် comment ဝင်ရေးတယ်ဆိုတော့သူတို့ page တွေသူတို့အာ post တွေ engagement ပိုကောင်းသွားတာပဲရှိတကယ်တမ်းကျတော့တော့အဲ့လို value တွေဆိုကျွန်တော်ကဟိုတိုက်ပြီးတော့ဘာမှဟို reaction မပေးဘူးပါဗျာသူတို့တင်တဲ့ post တွေဘာညာတွေအောင်ကျွန်တော်ကဒီဘဲတွေကိုစောင့်မယ်စောင့်ကြည့်ဒီဘဲတွေဘယ်လိုလှုပ်ရှားနေလဲဘယ်အကွက်တွေနင်းနေလဲ တော့ကျွန်တော်ကအမှန်တကယ်မသိကြအောင်ဆောင်ပြီးပြီးတော့ကျွန်တော်ကလိုက်ပြီးတော့ဟော truck လိုက်နေရတာနော်။ဘာလို့လဲဆိုတော့တစ်ချိန်ချိန်မှာဂွင်းတွင်ဂွင်းကြုံလာရင်ဒါတွေကကိုယ်အဲကိုယ်တိထားတော့မှကိုယ်မခံပါဘူးနော်။ကိုယ်မအတော့မှကိုယ်မခံရမှာ။အောင်းမို့ရင်အရင်ကျွန်တော်ကခံလိုက်ရမှာ။ဆိုတော့ Okay အဲ့ဒါလေးအဲ့ဒီအကြောင်းလေးပေါ့နော်။ပြောပြတာပေါ့။ဟိုကျွန်တော်အတွက်ကတော့ဒီဘဲတွေဒီလိုမျိုးကျွန်တော်ကိုမုန်းတဲ့ဘဲတွေဒီလိုမျိုး အာလူတွေမှာပြန့်လေလေကွန်မန့်တွေမှာဝင်ရေးလေလေကျွန်တော်တို့ကပို့ပြီးတော့ကောင်းလာလေပေါ့နော်။အော်ပြီးတော့ဟိုချို့အရာတွေကျွန်တော်တို့ကအဲ့ဒီအရာတွေအောက်မှာနင်းမြုပ်သွားရမှာမဟုတ်ဘူးဗျ။အဆိုးပဲဖြစ်အကောင်းပဲဖြစ်အဲ့ဒီအရာတွေကိုနင်းပြီးတော့ကျွန်တော်တို့ကအပေါ်ရောက်အောင်တက်ရမှာပေါ့နော်။အဲ့တော့အဲ့အရာကြီးလေကျွန်တော်တို့တိထားဖို့လေတူသေးတယ်။အဲ့တော့ကိုသူများကိုပြီးလိုက်တဲ့အရာက ူများနင်းပြီးတော့အပေါ်တက်သွားမလားသူကအောက်ရောတကယ်စိုက်ဆင်းသွားမှာလားဆိုတော့ကျွန်တော်ကနားလေဝင်လို့ဒီရဲ့မီမော့တော့အော်အဲ့လီသတိထားဖို့ကျွန်တော်ကမပြောပြတာပါကျွန်တော်တို့တကယ်မချိနဲ့ဘူးမကြိုက်ဘူးဆိုရင်အဲ့ဒီ social media ကရအရာတွေကို bar reaction မှမပေးမိဘူးလို့တယ်ပေါ့နော် ။နောက်မှအဲ့ဒါတွေကသူတို့ကိုအပေါ်ရောက်သွားစီမယ်။အရာတွေပါပဲ။ဆိုတော့ဒီဒီတမားလေး